အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးနဲ့အကစားသတင်းအစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစတဲ့ငယ်မှာ channel ကို subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ် AFC Challenge League East Region အတွက်မြန်မာနိုင်ငံကကလဲသင်းနှစ်သင်းပါဝင်ခွင့်ရရှိခဲ့ပြီးတော့ Sheffield United သင်က Group Stage နဲ့ရန်ကုန် United သင်က Playoff Stage ကနေပြီးတော့စတင်ကစားမှာဖြစ်ပါတယ် KSC Challenge Cup 2025-2026 East Region ရဲ့ Playoff ဖွဲ့စဉ်အဖြစ်လာဟု League Champion အသင်းဖြစ်တဲ့ Ezira အသင်းနဲ့ Yangon United အသင်းတို့ရှင်းမဲ့ကစားသွားမှာဖြစ်ပါတယ်။ Ezira အသင်းအသင်းကအသင်းတင်ဆောင်တဲ့2003ခုနှစ်ကနေစတင်ပြီးတော့ Beijing Championship ကိုပြီးခဲ့တဲ့ရာသီကစတင်ရရှိခဲ့ခြင်းဖြစ်ပြီးတော့ပထမဆုံးနိုင်ငံတကာဖွဲ့စဉ်အဖြစ် Yangon United အသင်းနဲ့စတင်ကစားမှာဖြစ်ပါတယ်။ ရန်စီချန်နယ်လီပလေးအော့ဖ်ပွဲစဉ်ကိုအောက်ဂတ်စလ12ရက်နေ့မှာရန်ကုန်မြို့သူဝနအကစားပွဲမှာအရှင်မြန်ကစားသွားမှာဖြစ်တယ်ဆိုပြီးတော့သတင်းထွက်ပေါ်နေပါတယ်။ EFC Asian Cup Qualifier ပွဲစဉ်မြန်မာနဲ့ပါကစ္စတန်စင်တို့ကမ်းပွဲစဉ်ကတော့လည်းရက်သားလို့ပါတော့တယ်။ပွဲစဉ်ကိုဂျွန်လ10ရက်နေ့မြန်မာစံတော်ချိန်9:00နာရီမှာရန်ကုန်မြို့သူဝနဘောလုံးပွဲမှာကမ်းသွားမှာဖြစ်ပါတယ်။ အာဆီယံယူဆကိုမြို့သူမြို့ချမီယံရှေ့ပြန်ဝင်မယ်မြန်မာအသင်းကယနေ့နှစ်နှစ်ပိုင်းမှာပြန်ဝင်ချမရဗီယက်နမ်နိုင်ငံဟိုရှီမင်းမြို့ကိုတခါတည်းဖြစ်ပါတယ်အာဆီယံယူဆကိုမြို့သူမြို့အသင်းပြန်ပွဲမှာမြန်မာအသင်းကအုပ်စုရဲ့မှာအရှင်ဗီယက်နမ်လောက်ဒီမိုးနဲ့အတူကြောက်ရောက်နေပါတယ်ယူဆကိုမြန်မာလေယူဆင်းမြို့သမီးတင်ကဇွန်လ9ရက်နေ့မှာအရှင်ဘီယန်နဲ့ဇွန်လ17ရက်နေ့မှာလာအိုဇွန်လ17ရက်နေ့မှာဒီမော်ဆင်တို့နဲ့အရှင်မြန်ကစားမှာဖြစ်ပါတယ်။ယူဆကိုမြန်မာလေယူဆင်းမြို့သမီးတင်ကိုနေပြချုပ်ဖြစ်တော်သက်ဝင်ကဂိုင်းတွင်နေတာဖြစ်ပါတယ်။ နာမည်မြန်မာ nationality ကိုပေါ်စင်နေတဲ့အတွက်လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ရခိုင်ရိုင်းတဲ့အသင်းကယနေ့ညနေ3:00နာရီအချိန်ညဝရီခွင်မှာတစ္ဆာအမန်တဲ့လေ့ကျင့်ခြေစမ်းရှင်မကသာတောင်းမှဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ကိုတကားဖိတ်ပွဲခြေစမ်းပွဲအဖြစ်ရှင်မကသာတောင်းမှဖြစ်ပါတယ်။မြန်မာအမျိုးသားပိုက်ကျော်ချင်း၄ယောက်တွဲကတော့တရုတ်နိုင်ငံမှာကျင်းပနေတဲ့ပြိုင်ပွဲမှာ BNN အသင်းကိုနိုင်ယူပြီးတော့ရွှေတိတ်စုရယူနိုင်ခဲ့ပါတယ်။ မြန်မာ National League U21 U League 2025မပေးပေါ်လုံးပြောင်းဝဲဝီစစ်ပြီးမှာကိုတိမ်မဆုံးကရသမစီရင်မှာ SP တိုက်စစ်မှုဆောင်းအောင်မျိုးကတင်းကိုရှိကိုနဲ့ဦးဆောင်နေပြီးတော့ဒုတိယနေရာမှာ Junior Lion တင်းတိုက်စစ်မှုတော့စင်ကိုကတင်းကိုခုနှစ်ခုနဲ့ရည်တည်နေပါတယ်။အဆင့်၃လေးနေရာတွေမှာတော့ရန်ကုန် United တိုက်စစ်မှုကောက်ခန့်ကျော်ဂျာမနီ United တိုက်စစ်မှုဆော့ထူဝေလီယန်တို့ကတင်းကိုလေးကိုစီနဲ့ရည်တည်နေကြပါတယ်။ မြန်မာ U20 နဲ့စီကဲအတင်းတရုတ်နိုင်ငံတာလန်မြို့မှာလေ့ကျင့်နေပြီးတော့တရုတ်လူကြီးစဉ် U22 အတင်းနဲ့ခြေဆောင်ခွဲတွေကသားလေးရှိပါတယ်။စီကဲပြင်ဆင်မှုတွေအနေနဲ့ဘာရင်အပါဝင်အရှေ့လေပိုင်းအတင်းနဲ့ခြေဆောင်ခွဲများကသားရင်စီစဉ်ထားပြီးတော့ဂျပန်၊ကူဝေး၊အာဖဂန်နစ္စတန်တို့နဲ့လည်းအာရှ U23 ခြေဆောင်ခွဲတွေကသားရင်ရှိပါတယ်။အဲ့ဒီအပြင်ထိုင်းအရှေ့ဒီမိုနဲ့အာဆီယံချန်ပီယံရှစ်ပွဲစဉ်တွေကိုလည်းဇူလိုင်လအတွင်းမှာအရှင်းပြန်ရမှာဖြစ်ပါတယ်။ မြန်မာယူနီဇက်နေအသင်းကိုဂျပန်လေဆိုင်ဟောင်းကူရိုကာနီပြချောအဖြစ်တာဝန်ယူလေ့ကျင့်လျက်ရှိပါတယ်။ပရီးမီးယားလိဂ်နဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆီယံအော်စတာအသင်းတို့ကံခဲ့တဲ့ခြေစမ်းပွဲစဉ်မှာမန်ယူအသင်းကိုကိုယ်စားယူခဲ့တဲ့မမော်လွင်ကိုမြန်မာဘောလုံးဖွဲ့ချုပ်ကမြန်မာငွေချေအသိတထောင်ချီးမြှင့်ခဲ့ပါတယ်။ကျန်းစာမှုလေးတွေကိုကြိုက်နေတဲ့ဆိုရင်တော့ subscribe line comment လေးတွေပြုလို့ပေးသွားကြပါနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးလို့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်